အချစ်အမုံအလွန်အဆွေဒီခံစားမှုတွေနဲ့မကင်းနိုင်တဲ့ကျမတို့အားလုံးမှာဆက်လန်းကိုစီရှိကြပါတယ်။ဂျာရီကိုအသက်သုံးလိုက်တဲ့အခါဖြစ်ပေါ်လာတာက Radio Drama by MI Radio. င်္ဂလာညနေခင်းမှာအခုကတော့ရေဒီယိုဇလန်နာဆင်ရမယ့်အချိန်လေးဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ချစ်သူကောင်းလေးနဲ့ဝေးကွာပြီးနောက်ခြေဦးတက်ရထွက်လာခဲ့ရမှမထင်မဆရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ကြေကွဲမှိုင်းညှို့ဖွယ်ရာဇလန်လေးတစ်ပုဒ်ကိုရေဒီယိုဒရမာကနေနားဆင်ရမှာပါ။စာရေးသူအီရှိတာရေးသားထားတဲ့အရှောင်မဲ့အလင်းတန်းများလို့အမည်ရတဲ့ဇလန်လေးဖြစ်ပါတယ်။ ရေဒီယိုဒရမ။တသက်လုံးအတူတူရှိနိုင်မယ်ထင်တဲ့စိတ်ကိုဥချိုးဆွန့်လို့ရင်မိုးတယောက်မောင်စီကနေပြေးထွက်လာခဲ့ပါတယ်။စလင်းဖက်အိတ်တလုံးပဲပါလာတဲ့မိုးကိုခီးသွားမဲ့လူလို့မထင်တဲ့အတွက်ကားဝင်းထဲကသူတွေကအမဘယ်သွားမလဲဆိုတာမျိုးလာမမေးကြပါဘူး။ဥတီယာမဲ့ထွက်လာခဲ့ပြီးမှဘဲကိုသွားမယ်ဆိုတာစဉ်းစားဖို့အတွက် ကားဝင်းထဲကအေးအေးဆိုင်ဒီဇိုင်းမှာသူမခဏဝင်ထိုင်လိုက်ပါတယ် Happy fit anniversary ပါမို့ anniversary ပါမို့ anniversary ပါမို့ဒီ message ကိုဖုန်းထဲကနေပြန်ဖတ်ကြည့်နေရင်မိုးရဲ့ပါပြင်မှာမျက်ရည်ပူတွေလိမ့်စင်းလာပါတော့တယ်ဒါကိုမြင်တဲ့ဆိုင်ရှင်ဦးလေးကသမီးအစင်ပြေရဲ့လားဟုတ် ပြေပါရဦးလေး sorry ပါနော်ဩအေးပါသမီးရယ်ငါဖယ်သွားရမလဲအမေတို့ရှိရဲ့ပြီးဦးလဲလားရွှန်းနဲ့ဖူဖူတို့ရှိရဲ့မြင်းချန်လားဖြေချရာကတော့မောင်ရှိရဲ့ဟိုရန်ကောင်ကနေငါအမြန်ထွက်သွားရမယ်ငါထွက်သွားရင်မောင်ငါ့ကိုလိုက်ရှာမှာလားမောင်ငါ့ကိုချစ်ပါတယ်သူ့ သူမောက်လိုက်ရှာမှာပါမောက်မှာအပြစ်ဆိုလို့သူမတွေးလက်ဆအတွေးကိုရက်တန့်ပြီးပတ်ဆံရှင်းလိုက်ပါတယ်ဘယ်ကိုသွားရမှန်းမသိတဲ့ဥတီယာမဲခြေောက်တွေနဲ့ကာဝင်ဘက်ကိုရှောက်လာခဲ့ရင် မီနီမတ်တစ်ခုတည်းကိုသူမဝင်လိုက်ပြန်ပါတယ်ပြီးတော့လက်ကအလိုလိုရောက်သွားတဲ့ secret ဘူးသူမချစ်သူတောက်နေကြ secret ပြောလေမို့အချစ်နဲ့တွေ့လို့ရှိရင်လူတွေအားလုံးကပြောင်းလဲလာတတ်ကြရဲ့ထင်တယ်နော်ဟာဘာလို့လဲမို့ရဲ့ထူးထူးဆန်းဆန်းဟမ်အချစ်အချောင်းတွေပါပြောလို့ကို့အချောင်းကိုတွေးမိလို့ပါမောင်ရဲ့မိုးကလေအရင်တော့ဆိုစိတ်လက်တောက်ဖို့မပြောနဲ့သူများတွေတောက်တဲ့အနံ့ရရင်တော့မှစိတ်ညစ်ပြီးတော့အိမ်နာထွက်သွားကြင်တာอืมอืมဒါပေမဲ့လေအခုမောင်နဲ့လည်းအိမ်အောင်ကြရော မောင်ယူနီဖောင်းနေရှော့ရတိုင်းမောင်လက်ချောင်းနေစီရရတဲ့ဒီ secret အနံ့နေရတာအိမ်အနံ့လေးတွေကိုသဘောကျနေပြီလို့လေ လူတွေကဘာလို့စိတ်လေးတောက်ကြလဲမောင်อืมဘယ်ချိန်နေမှတောက်ကြလဲအာစိတ်လေးတောက်တယ်ဆိုတာအမျိုးမျိုးရှိတယ်မို့ရဲ့ဟိုစိတ်ဖိစီးမှုအားတွေခံနိုင်ရင်ထက်ကြော်လာတဲ့အခါမျိုးမှာလည်းစိတ်လေးတောက်ကြတယ်ပြီးတော့တခုခုစားပြီးတိုင်းကရင်ချင်တဲ့အခါမှာလည်းစိတ်လေးတောက်တယ်အဲနောက်ပြီးတော့ကွာဟိုအရန်လာတဲ့ရှုခင်းတွေကိုငေးပြီးတော့ဘဝအမောတွေကိုဖြည့်ပြဖို့လိုလာတဲ့အခါမျိုးမှာလည်းစိတ်လေးတောက်ကြတယ်အဲဒီလိုမျိုးခံစားချက်မျိုးမျိုးကွာရှည်တန်းတင်ပြီးတော့စိတ်လေးတောက်ရင်ပို့ပြီးတော့အတိတ်ပဲရှိရဲတဲ့ အရင်တော့ကသူမတို့ချစ်သူနှစ်ဦးပြောခဲ့တာတွေပြန်သတိရရင်သူမစစ်လိုက်တောက်ကြည့်ချင်လာပါတယ်။အန်တီဒါလေးတပူဟင်ဘာလို့အဲ့လိုကြည့်ရလဲအန်တီမဟုတ်ပါဘူးငါသူမရဲ့ငါသူမရဲ့မျက်နှာလေးကနူးနူးလေးဆိုတော့အသက်ရောပြည့်ရလားစဉ်းစားနေတာမင်းကလေးကစိတ်လေးဝယ်လို့အထင်သေးသလိုကြည့်ရကျမသိရန်ဒီပြီးတော့အန်ဒီပြောသူကျမရုပ်ရည်ကအသက်မပြည့်သေးရရုပ်ဖြစ်လာအောင်မနှုတ်နိုင်ပါဘူးလူတွေကခက်တယ် မိုးတယောက်ကြားတဲ့ငွေရှင်းပြီးနီးဆက်ရဂိတ်ကိုလက်မှတ်ဖြတ်ဖို့ထွက်လာလိုက်တယ်။သူမရဲ့ banking account ထဲကငွေအမောင့်တစ်ခုကလပိုင်းလောက်ဘာအလုံးမှမလုပ်ဘဲအေးအေးဆေးဆေးနေနိုင်တဲ့ပမာဏတစ်ခုပါ။အောင်မဲအောင်ထွက်မှတ်ကဘယ်အချင်းရှိသေးလဲရှင်။ခုနှစ်နိုင်။မှန်တကားပဲချမ်းယူမယ်နော်။ mobile banking နဲ့ရှင်းလို့ရရဲ့မလား။ဟုတ်ဒီမှာကြိုရကုတ်ပါ။အခုမှ6:55ပဲရှိသေးတာမို့45မိနစ်လောက် သူမအချိန်ဖြုံးဖို့လိုပါတယ်။ဒါနဲ့ပဲခိန်းနာကဘန်နာပင်ရိတ်အောက်ကကုန်းရခုံပေါ်မှာကြုံကြုံကလေးထိုင်ပြီး မတောက်တက်တဲ့ဆက်လိုက်ကိုပထမဆုံးအချိန်အဖြစ်သူမစတောက်ကြည့်ပါတော့တယ်။မောင်ကိုလွမ်းနေစိတ်တင်နေပေါ့။ဟုတ်ကဲ့ကျွန်တော်မီးလေးတထုတ်လောက်ရမလားဗျမိန်းကလေးတယောက်တည်း secret တောက်နေလို့ခက်တီတီနဲ့ဝင်လုံးတာလားလို့တွေးရင် ကောင်းလေးကိုလှည့်မကြည့်ပဲသူမရဲ့မိုးပြာရောင်မီးချစ်လေးကိုထုတ်ပေးလိုက်တော့ကျေးဇူးပါဗျာကျွန်တော်မီးချစ်ပါမလားလို့ကောင်းလေးကချွချွတတရင်ရင်ကြီးကြီးပြန်ပြောတော့ဩမင်းကလေးတယောက်ဆက်လိုက်တော့တာသူ့အတွက်တော့အထူးဆန်းကိစ္စဟုတ်ပုံမရဘူးလို့မိုးတွေးမိလိုက်ပါတယ်သူမနဲ့ခက်လက်လန်းကိုထွက်သွားပြီးကောင်းလေးက secret တောက်နေပါတယ်ကောင်းလေးရဲ့အခြေအနေကိုမိုးအနေငယ်လှမ်းပြီးအကဲခတ်လိုက်မိတယ်ကျောပိုးကြီးကိုဘယ်ဘက်ပခုံးနဲ့တစောင်းလွယ်ထားပြီး ။ပေါင်းမီကဒူအထက်ကို အနက်ရောင်ဒူကွာတာနဲ့စနီကာတရံစီးထားတယ်။မိုးရီနည်းနည်းဆိုနေတဲ့သူ့ရဲ့စပင်ကတိုက်တန်းနစ်ထဲကလီယိုနာဒိုကင်နဲ့တောင်နည်းနည်းဆင်နေတယ်လို့ပဲလို့မိုးပါရင်မဟုတ်တွေးမိလိုက်ပါတယ်။မကြာခင်မှာကားထွက်မှာဖြစ်လို့ခီးတယ်များကားပေါ်မှာအစင်တိနေရာယူဝေးကြပါခုံနမတ်30ခုံနမတ်30ဟင်ငါဘေးကခုနတွေ့ခဲ့တဲ့ကောင်လေးပဲအော်ဒီမှာရှင့် ဟိုတစိမ့်လောက်နည်းနည်းဖဲ့ပေးပါလားဟိုဘက်ကကျမနေအောင်မလုပ်ပါအော်ဟုတ်ဟုတ်ကဲ့ဗျ sorry နော်ဟိုအဆင်ပြေလားဗျအဟုတ်ရပါပြီရှင်ဒါနဲ့အိဘက်ကဘယ်တော့မှလဲဗျအောင်မန်းအော်ဒါဖြင့်အတူတူပဲကောင်းလေးကမိုးကိုပြုံးပြပြီးနှစ်ချက်တက်ခါခုံကူနောက်မီပြီးတော့မျက်လုံးမှိတ်ထားလိုက်ပါတယ်อืมဒီလူပုံစံကြည့်ရတာကတော့ခက်အေးဖြစ်မဲ့ပုံပဲ။အားတက်တော့အနောက်ရှက်မဖြစ်တော့ပါဘူး။ သူစကားတွေလာပြောနေငါလည်းသိခံနိုင်မှာမဟုတ်ဘူး။ဘေးခုံကကောင်းလေးရဲ့ဖြုတ်ထားတဲ့နှစ်ချက်တစ်ဖက်စီကခတ်တူးတူးလွင့်လာတဲ့သချင်းတန်ကမိုးအတွက်ဆွေမြေစီမှုလုံလောက်နေခဲ့ပါတယ်။အော်မောင်ရင် မိကျင်လို့ဖတ်ပြလာပါတယ်ဆိုမှမြင်သမျှကြားသမျှကမောင်ကိုပဲတတိယမိစေတတဲ့လားရှင်မောင်နဲ့သူမကိုမြင်ခဲ့တဲ့မြင်ကွင်းကကျမကိုအမြဲတမ်းနှိမ့်ဆက်နေတော့မယ်ကျင်မရဲ့မောင်ရဲ့ဟုတ်ပါတယ်မိုးတသက်ဘတော်မှမေ့မရမယ့်နေ့ရက်တရက်ကတော့မိုးတငယ်ချင်းတွေနဲ့တရုတ်စားတောက်ဆိုင်တဆိုင်မှာ နေလေစားစားနေတော့ကပေါ့ဟင်မော့ မောင်ကဒီစားသောက်ဆိုင်ကိုဘယ်လိုလုပ်ရောက်လာလဲဒီချင်းအလုံးမှရှင်းမှာမဟုတ်လားဟောဟောဟောလေမောင်နေ့လည်သာစားခြင်းဆိုတော့လေအရာအပြင်ထွက်စားရင်းနဲ့ဒီဆိုင်ကိုရောက်လာတာ तू ကဘယ်သူလဲမောင်ဩဩတူလား तू ကဟိုမောင်ညမအမောင်ညမဝန်းကွယ်ဟင်းမိုးလည်းမသိရပါလားဩဟုတ်တယ်ဟို तू ကနေမှနေတာမဟုတ်လို့လေပြီးတော့အခုဒီရန်ကုန်ရောက်တော့ကွာမောင်လည်းဒါနေ့လည်သာစားခြင်းရောက်တာနဲ့သူ့ဒီဆိုင်မှာနေ့လည်သာလိုက်ပြီးတော့ဝဲကြွေးတာဟိုမိုးတငယ်ချင်းနေလည်းပါလာတယ်မလား ွားလိုက်အောင်လေအားနာစရာကြီးဟိုညနေမှာမောင်တို့အေးစေးပြောကြမယ်လေနော်အင်းမညနေစောစောပြန်ခဲ့နော်မအဲ့ဒီမိန်းကလေးကနေ့မျိုးသားနဲ့တွေ့ဘူးသလိုပဲဟင်းဟုတ်လားဟုတ်တယ်ဟိုဟာလေဆိုင်ထဲတွေ့ရမှာဆိုသူတို့နှစ်ယောက်ကိုမြင်လိုက်တယ်လို့ပဲဟုတ်တယ်ဟုတ်တယ်ငါအခုမှသတိရတယ်ဟိုတခါလေးငါစမ်းချောင်းမှာဘာတခုကိုတွားတော့လဲတွေ့လိုက်တယ်သူတို့ပြီးတော့ငါမြင်းကြီးကကော်ဖီဆိုင်မှာထိုင်တော့လဲတွေ့လိုက်သေးတယ်နင်းကလည်းဟုတ်ရောဟုတ်လို့လား ေးငါလည်း shopping mall မှာလေသူတို့နှစ်ယောက်လက်သွဲနေရမြင်လိုက်တယ်။ဟုတ်တယ်။နင့်မောင်ကအခုကျနင့်ကိုညီမဝမ်းဝဲဆိုပြီးတော့မိတ်ဆက်ပေးတာမဟုတ်သေးဘူးထင်တယ်နော်မို့နင်းတေချာစုံစမ်းမှုလိုနေပြီ။ဟုတ်တယ်မို့ရေ။အေးအေးပါအေးပါ။တငယ်ချင်းတို့ရဲ့စကားကမိုးကိုအချက်ပေးခေါင်းလောင်းတန်ပေးလိုက်တယ်လို့ပါပဲ။သူမရဲ့မောင်ကသူညမဝမ်းခွဲဆိုတာကိုတေချာမိတ်မဆက်ပေးတယ်လို့အဲ့ဒီအကြောင်းပြောရင်လည်းစကားလန်ချောင်းလှဲ့လှဲ့ပြစ်ပါတယ်။ ဒီလိုနဲ့တရက်မိုးဆေးရုံမှာဂျူတီကြနေတော့ရမင်းစီယာဖုန်းဝင်လာတယ်။ Hello? Hello Mo. Mo နေဘမလဲ။ငါရှိနေရအခုလာခင်လာနေ။ဟိုနေရောက်ကြနေဟိုအမျိုးသမီးနဲ့ဟိုတယ်တခုလည်းဝင်သွားငါတွေးလိုက်တယ်။ခိုင်လုံနဲ့တက်တဲ့ကိုလိုချင်လို့ရှိရင်နင်အခုလာမှရမယ်မို့။ဂျူတီချိန်တွေကိုပြစ်ချပြီးအပြေးတစ်ပိုင်းလိုက်သွားခဲ့တဲ့နောက်ဆုံးရလက်ကတော့သူမနဲ့မောင်ရဲ့ဆက်ဆံရေးကို သူ့အေးအေးနဲ့အဆုံးသတ်ပြစ်နိုင်ခဲ့ဖို့လုံလောက်ခဲ့ပါတယ်။ယေရှုကျွန်ုပ်ဝေလုရုံဖြစ်နိုင်ဘူး။အမထွေးနေကြိုက်တာလားဗျ။ Oh, oh sorry no. ကျွန်မတန်ကြောင်နိုးသွားလား။အာမဟုတ်ပါဘူး။ကျွန်တော်အိမ်နေရမဟုတ်ဘူးဗျ။ဒါနဲ့နားထောင်မလား။ကျွန်တော်ဟိုဟာနေချက်တစ်ဖက်ယူလိုက်လေဗျ။အဲကျေးဇူးပဲ။ရပါတယ်ဗျ။ ခီးတယ်များအားလုံးပဲခင်ဗျာကျွန်တော်တို့ဒီမှာခီးတထောင်နားမှာဖြစ်ပါတယ်ခီးတယ်များမိမိတို့ရဲ့အရေးကြီးတဲ့ပစ္စည်းတွေတန်ဖိုးရှိတဲ့အရာတွေပတ်စံအိတ်တွေကိုကိုနဲ့တပါးလေးယူဆောင်သွားဖို့မြေတားရက်ခံပါတယ်ခင်ဗျာအချိန်ကမနက်နှစ်နာရီထိုးနေပါပြီမိုးကလည်းတဖွဲဖွဲရွာနေတာမို့ခီးတယ်တွေအားလုံးကတော့ရောင်စုံဟူဒီကိုစီနဲ့ပေါ့ခီးဆောင် အိတ်တောင်မပါတဲ့မိုးအတွက်ကတော့လုံလောက်တဲ့အနှွေးတက်ကိုဘဲကရပါမလဲ။ သူမရဲ့လက်မောင်းနှစ်ဖက်ကသာခက်ဆတ်ဆာပုတ်ရင်းသူမကစားတောက်ဆိုင်နဲ့ဝင်ပြီးလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်ပါတယ်။အဲ့ဒီအချိန်ကော်ဖီတစ်ခွက်နဲ့မိုးရှိရာစပွဲကိုရောက်လာတဲ့သူကတော့ချမ်းနေလားဗျရော့ဒါဆိုဒါအရင်တောက်လိုက်ကျေးဇူးတင်ပါတယ်ချမ်းနေလို့လားမသိဘူးဟိုတောက်ဖူးသမျှကော်ဖီတွေတဲတော့ဒီကော်ဖီကအကောင်ဆုံးပဲညီလေးကော်ဖီနောက်တစ်ခေါက်တော့ပေးပါလားအော်အမဟိုပေါမုတ်ကျုပ်ကြော်တော့ပွဲ ဟုတ်ဘလို့ခေါ်မလဲမသိဘူးအော်မိဖြစ်စေဖြစ်အနေနဲ့ကျမအဝယ်ကျွေးပါမယ်ဟုတ်တကူကူမှာပါလားရပါတယ်ဗျာကျွန်တော်နာမည်ကမိုးတောက်ပါဗျအသက်က25နှစ်ကိုလေးလာပဲစွန်းနေတယ်ကျွန်တော်တင်တော့အမားတဲ့တော့ငေးမှာပေါ့ဟုတ်ပါပြီကျမမိုးဆက်မိပါဟာဒါဆိုရင်မိုးနှမိုးရေဇူလိုင်လရေပေါ့ဟုတ်လားဒါနဲ့အမအသက်ကိုကျွန်တော်မပြောရသေးဘူးလို့16နှစ်ဘာ16နှစ်ဟုတ်တယ်ကွာအမြဲ16နှစ်ပဲဒါ ရန်ကုန်ကထွက်လာပြီးတဲ့နောက်ပထမဆုံးအကျင့်အဖြစ်သူမစိတ်ပါလက်ပါနဲ့ပေါ့ပေါ့ပါပါစကားပြောပြတာပါ။ဒါဆိုနှစ်နဲ့မြောက်မယ်နော်။ဒါဖြင့်အမသက်က36နှစ်ပေါ့ဟုတ်လား။29ပါကွာ။ဒါနဲ့မင်းအသေးကွဲဘူးလား။ဒါမှမဟုတ်တယောက်ယောက်ရဲ့အသေးကိုရောခွဲဘူးလား။ဟွန်းကျွန်တော်အမအသေးကွဲနေရတော့ကျွန်တော်ရိတ်မိရပြ။ကားဂိတ်မှာ secret တောက်နေရမှုရာကိုကျွန်တော်ခက်လလန်းကနေငေးကြည့်နေရတဲ့တင်တိတာနေရလေ ပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့တော့အမအာယုံမရဘူးမလားဟင်းအဲ့လောက်တော့တိတာနေရလား secret မတောက်တက်ပေနဲ့တောက်နေတဲ့ပုံစံကတော့တစ်ချက်ပေါ့ဗျာဒါတော့ထားပါလေအမမေရဲစကားကိုဖြေရရင်အမ်တယောက်ယောက်ရဲ့အသေးကိုခွဲဖို့တော့ကျွန်တော်မတွေးမိဘူးဗျာဒါကလေကျွန်တော်ကိုယ်တိုင်အသေးမခွဲဘူးလို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့လေကျွန်တော်တင်တာကတော့လူတွေကကိုဘောနဲ့ကိုဖြတ်တန်းရင်းနဲ့သူတစ်ပါးရဲ့ဘဝမှာအေးပါကြရအောင်ဟန်ဆောင်တတ်ကြတာအမလည်းနားလည်မလားတော့မသိဘူးဗျာဒီလိုလေဗျာ ို့မှလှုပ်ရှားရှိနေတဲ့တမိုးကြီးအချိန်တွေကိုဖဲ့ပြီးတော့မှကိုမရှိလေဖြစ်တဲ့လူတွေစီမှာကျွန်တော်တို့ရဲ့ဘဝမှာတစ်ချိန်တစ်ခါလောက်တော့တွားပြီးတော့တွေ့ကပ်နေခဲ့ပူကြတာပဲဟုတ်တယ်ဟုတ်အဲ့ဒါကိုမှလေးကြတဲ့အခါဘာမှမဖြစ်သလိုဖုံလေးတုတ်ပြီးထပြန်သွားနိုင်တဲ့သူကတော့အနိုင်ရရလို့ပဲပြောရမှာပေါ့မူတာငါလေးမင်းလောက်ရစ်ကြန့်ခင်ကောင်းမယ်ကဲကဲကားထွက်ကန်နေပြီဆိုတော့မဆန်ရှင်းလိုက်ကြမယ်လေညီလေးရှင်းမဟိတ်မိုးနဲ့နဲ့မိသွားတာရဲ့ကားအေကွန်းအရှိန်ရဲ့ကြောင့် အနှွေးတဲ့တောင်မပါတဲ့မိုးပူချမ်းလာပါတယ်။အမစပင်းတွေချောင်းဒါနဲ့တုတ်လိုက်ပါလား။ကျွန်တော်အနှွေးတွေလေးဝတ်ထားရော့။ချင်းစုမိုးတော့တို့တကယ်ချမ်းနေပြီ။ဒီလိုနဲ့သူတို့နှစ်ယောက်ခီးစဉ်ဆုံးတဲ့အထိစာအုပ်အကြောင်းရုပ်ရှင်အကြောင်းနာထောင်လက်စာထွင်တင်ရဲ့တခြင်းတွေအကြောင်းတွေကိုတယောက်တခုပြောပြခဲ့ကြရင်းနဲ့ငယ်ပေါင်းကြီးပေါ်တငယ်ချင်းတယောက်နဲ့ခီးသွားနေရတယ်လို့ယဉ်နီးသွားခဲ့ကြပါတယ် အောင်ပန်းကိုရောက်လာတော့အချိန်ကမနှက်ဝေးလီဝေးလင်းပါတောင်ပေါ်ဒေသရဲ့အေးဆက်တဲ့လေကိုမိုးတယောက်သဘောချလို့နေပါတယ်အမဒီမှာကျွန်တော်ဖုန်းနံပါတ်โอเคမိုးတောက်ဟိုမှာလေးကျွန်တော် secretary မလာနိုင်ဘူးလို့အဲ့ဒါသွားနေပြီနော် see you အမကို city view မြင်နိုင်မဲ့အခန်းလေးပေးပါဟုတ်ကဲ့မရပါမယ်ဒါနဲ့မှတ်ဖို့နေတစ်ချက်လောက်ဟုတ်ဒီမှာပါ ဟုတ်ကဲ့မရပါပြီ။ဟောအခန်းက300နှစ်ပါ။ကျေးဇူးပါ။ဈေးတိတ်မကြီးပဲအေးအေးဆေးဆေးအိပ်စက်ယုံလောက်တာလိုအပ်တာမို့မိုတယ်တစ်ခုမှာ မိုးအခန်းယူပြခဲ့ပါတယ်။အခန်းထဲရောက်တော့တညလုံးကားစီလာရတာမို့အိပ်ရာပေါ်အယုတ်ကျိုးပြန်လှဲချလိုက်ပါတယ်။ပြီးတော့ airplane mode လောက်ထားတဲ့ဖုန်းကိုပြန်ဖွင့်လိုက်ပါတယ်။အော်မောင်ရင်ကျမတယောက်လုံးလူတည့်ရပျောက်သွားတာ။ ဖုန်းတစ်ခေါက်တော့မဆက်ထားဘူးတဲ့လားအားအကြောင်းစာရေးဆရာတာယာမင်းဝေကရေးခဲ့တာသယောစင်ဆိုတာအယောင်းဝင်လို့မကောင်းတဲ့ခွေးကလေးပါပဲတဲ့မိုးတယောက်သူ့ရဲ့စိတ်အာရုံထွေပြားမှုတွေကိုရပ်တန့်လိုက်ပြီးရေမိုးချိုးကမော်တယ်ဘေးကဈေးမှာလိုအပ်တာတွေတွားဝယ်ပါတော့တယ်။သူမမှာအဝယ်စားအိတ်တောင်ပါမလာဘူးမလား။အဝယ်စားတော့လေးစုံရပြီ 음တောက်เสียလဲပါပြီအမြည်လဲရပြီအာအလောက်ဆိုရင်တော့ရပါပြီအော်မိနေရမိုးတာကိုဖုံးဆက်ရအောင်ပါပဲ음ဌာနဲ့ဒီချိန်ဆိုသူအလွတ်များဝင်နေပြီလားဆက်ကြည့်လိုက်ပါမယ်လေဟယ်လိုမိုးတာကိုပါညမမင်းအားလို့ရှိရင်တဆိုင်ဆိုင်တော့ထိုင်ကြမလားဟုတ်မကောင်းသားပဲကျွန်တော်ဘေးဆိုင်လာခဲ့ရမလဲမဒီလိုနဲ့ည9နာရီရောက်တော့မိုးတောက်ဖုံးဆက်လာပါတယ်ဟယ်လိုမ ကျွန်တော်မိုးတောက်ပါအောက်ရောက်နေပြီဆင်းခဲ့တော့မိုက်ဆောင်းနေရတာကြာသွားရင် sorry နော်ရပါတယ်ဗျာကဲဒါဆိုပဲသွားမလဲอืมမူဖို့လိုတယ်ဘာတခုခုပေါ့တကယ်ကြီးလားအမတကယ်တော့မလို့လားအခန်းထဲမှာဖောက်ရသေးရဲ့အရက်တလုံးရှိသေးရဲ့ဟာဗျာအမတကယ်မလွေကြောပဲအောင်မန်းမျိုးရဲ့အဲဘာဆိုတဲ့ကော့တေးဘားကိုရောက်တော့တောက်စရာအသီးသီးမှာကြပြီးမိုးတောက်ကတော့စားစရာတွေစက်မှာနေပါတယ် အမအိုဆီလိတ်တပွဲအရင်ချပေးနော်အမဘာလို့ဆီလိတ်တွေတောက်နေရလဲတောက်တတ်တာလည်းမဟုတ်ပဲနဲ့ပြီးတော့ဒီဆီလိတ်တောက်တာအကျမ်းမာရွတ်မကောင်းဆိုတာရောအမသိရလားငါအတွက်အဲ့လိုလူတယောက်ရဲ့ဆုံးမစကားတွေမလို့တော့မို့တော့ငါလိမ်မာခဲ့တယ်ငါလှုပ်ပေးနိုင်တာထက်ပို့ပြီးတော့လည်းပေးဆက်ခဲ့တယ်ငါကငါဘာလဲဆိုတာမေ့နေတဲ့အထီတော်လူတွေအမြင်မှာအကောင်းဆုံးရင့်ကျက်တိမ်မွေးပြခဲ့တယ်အဲ့ဒါကြီးအတွက်ငါပြန်ရတာတွေကစူးတွေအစိတ်တွေပဲ ငါအသက်တွေအရှိကြီးနေသွားခြင်းလိုက်တာဆိုတဲ့ပုံစံမျိုးငါမျက်နှာမှာနင်းတွေ့လို့လားဒါဝိမဲအမရအဲ့ဒါတွေအတွက်နဲ့တော့ဘဝကိုဘာလို့ရေစုံမျောနေမှာလဲလွေလွေလေးကိုခက်အောင်လုပ်မနေစမ်းပါနဲ့ဗျာကျွန်တော်တို့ငငယ်တုန်းကလို့ဘိုးချားတနက်ဆွမဲ့အွေလည်းမဟုတ်တော့ဘူးလေပြီးတော့ကိုလာခဲ့တဲ့ခီးလန်တခြားကိုစိုက်ပြိုးခဲ့တဲ့အသီးပွင့်တွေကိုကျွန်တော်တို့ကိုယ်တိုင်ပဲနှုတ်ယူရမှာမဟုတ်ဘူးလားပြီးတော့လက်ကျန်အသက်တွေကအမပြောသလိုနေနေဆိုရင်တော့ကျွန်တော်ထင်တာကတော့ဘဝကိုပျော့ပျော့ကြီးဖြတ်တန်းခဲ့တဲ့နယ်လို့ပဲထင်တာပါ ဒီချိန်စိုက်ထဲမှာတော့အမ်ဘလဝိုင်းစတော့မှမို့ပချင်းဆိုဖို့ဘန်ကနေရာယူနေကြပါပြီ။ငါကတော့ငါကြိုက်တာလုပ်နေရရင်ပျော်တယ်။အခုတော့စိတ်ညစ်နေတဲ့မိုးတော်ရာကျေးဇူးပြုပြီးတော့ညိန်နေပေးဆက်မှာ။မောင်ချိုက်မောင်လို့အင်းဒီကိုညဉ့်ညံရှိဘူးမကောင်ခွင့်လောက်ခဲ့တယ် ချစ်တဲ့စိတ်ကူနဲ့မောင်ရဲ့ချိုင်လိုက်တော့မမစိတ်အားငယ်မမရဲ့ဘယ်လိုနေရမှာဘယ်လိုနေကြရဲ့ချစ်တဲ့စိတ်ချိန်မိတ်လို့ဖြစ်မောင်ကျွမ်းနေမှာတဲရီချီခွေသူမင်းကြီးကျွမ်းပြီခွေအမအဆင်ပြေလားနည်းနည်းတော့ပေါ့ပါသွားသလိုခံစားရတယ် ဒါပေမဲ့လက်ကြံမွန်းချက်မှုတွေကိုနည်းနည်းလောက်ထပ်ပြီးတော့ဖြေလျှော့ဖို့လိုသေးတယ်။อืมဒါပြီးရင်တော့အိမ်ပြရမယ်နော်။မိုးချုပ်သွားတာကိစ္စမရှိပေမဲ့မိုးရော်လာရင်မလွယ်ဘူး။ပြီးတော့အိတ်လန်ကလူပြတ်တယ်။အင်းမပြတ်မှာပေါ့။ဒါနဲ့မိုးတောက်ရဲ့အဲ့ဒီတတူကဖာကြီးရွယ်ချက်နဲ့ဖြိုးခဲ့ရလဲ။မိုးရဲ့အမေကြောင့်မိုးတောက်ပြန်ဖြေဖို့စဉ်းစားရင်သူ့လက်ပြန်ပေါ်က do or die ဆိုတဲ့တတူကိုလက်နဲ့ပုတ်သက်နေပါတယ်။ခနာကြာမှာ လောက်စီရာတွေမရှိတော့ရင်တေဆုံးလိုက်ဖို့ကိုယ့်ကိုတတိပေးထားတာဒါကြောင့်ဒီတက်တူကိုထုတ်ပစ်ခဲ့တာလေမိုးတော့ရဲ့အဖြေကြောင့်ရန်ကုန်မှာသူပြစ်ချထားခဲ့တဲ့ အလုပ်တွေကို တွေးရင် သူ့ဘဝကို ရှင်သန်ဖို့မိုးအတိဝင်သွားခဲ့ပါတယ်သူတို့ဆိုင်ထဲကနေပြန်ထွက်လာတော့ညာ9နာရီအမတေးချကြိုင်နာနော်လေကျွန်တော်ဖြစ်ဖြစ်လေးပဲမောင်းမယ်တက်လားအေးပါငါအဲ့လောက်မူးသေးပါဘူးနေရလဲပြုတ်ကြရင်ဘယ်လိုလုပ်မလဲတတ်တတ်မဲ့လူကအမှုပတ်အောင် အခန်းကိုပြန်ရောက်တော့ညနေရသူဝယ်ထားတဲ့အရက်ကိုဖောက်တောက်ရင် ကောင်းမလားလို့စဉ်းစားလိုက်ပါသေးတယ်။ဒါပေမဲ့မိုးမတောက်ဖြစ်ခဲ့ပါဘူး။ပြီးတော့သူ့ရဲ့အတွေ့အကြုံမှာလဲမောင်အစားမိုးတောက်ရဲ့အကြောင်းတွေပဲနေရယူနေခဲ့ပါတော့တယ်။ဌာနမိုးတောက်မင်းငါဘေးမှာရှိနေတော့အချိန်ကြီးကတရက်ပြီးတရက်မြမြကုံသွားတယ်လို့ခံစားရတယ်။အခုလိုညနေပတ်အလုပ်ဆင်းပြီးချိန်တိုင်းငါသွားချင်တဲ့နေရာတွေကိုလိုက်ပို့ပေးရတဲ့အတွက်ရော ပြီးတော့ဒိတ်လာတဲ့ရှုခန်းတွေတွေ့တိုင်းမင်းရဲ့ကင်မရာနဲ့ဓာတ်ပုံလေးတွေရိုက်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ရပါတယ်ဗျာကျွန်တော်အခုလိုခဏတာအဖို့ပြုတ်ပေးလိုက်လို့အမရဲ့အထီးကျန်မှုတွေပျောက်သွားတယ်ပြီးတော့အမရဲ့စိတ်ညစ်မှုတွေတိတိလေးဖြစ်ဖြစ်လျော့သွားမယ်ဆိုရင်တော့ကျွန်တော်ကျေနပ်ပါပြီ။ဒါနဲ့အမဘယ်တော့လောက်ပြန်မလဲ။ငါ့မှာပြန်စရာအိမ်ဆိုတာရှိသေးလို့လား။ပြန်မယ်လေအမရဲ့အခုအမနေနေပုံစံအားတတလုံးရှင်သန်ရက်တီလို့ရရမှာမဟုတ်တာ။ လူတိုင်းမှာဆက်ရှောင်းအောင်မေဘဝနဲ့လမ်းတွေရာရှိရလေအမြင်မောင်မိုက်နေတဲ့နေ့တွေကြီးပဲကျွန်မမှာတော့မဟုတ်ပါဘူး음ငါပြန်လာတော့ပြန်มาပါငါအတန်နောက်တယောက်ဆိုတာထက်မရှိနိုင်မှာမဟုတ်တာပြန်စရာအိမ်ရှိပေမဲ့ပြန်လို့မရတဲ့အခြေအနေတွေကျွန်တော်ကြုံနေရတယ်ဆိုရင်ရောအမယုံမလားမူးတော့ပြောလိုက်တဲ့စကားကိုတကယ်တော့မူးနားမလဲပါဘူးဒါပေမဲ့သူဘာပြန်ပြောရမှန်းမသိပဲနဲ့တစ်ချက်ရည်လိုက်ပါတယ် မိုးဒီမြို့လေးကိုရောက်နေတာ15ရက်ရှိသွားပါပြီ။သူတို့ပထမဆုံးသွားထိုင်ပြခဲ့တဲ့ဘားလေးကိုဒီနေ့ထပ်သွားကြတော့ unplug နားရဲကြောင်လာမသိပါဘူး။စိုင်နှဲမှာလူတွေရှင်းနေပါတယ်။ဝါကြံ့ကြံ့မီးရောင်အောက်ကတောင်းကြတဲ့စပွဲဝိုင်းကိုရွေးထိုင်လိုက်ချင်းတိုက်ဆိုင်စွာပဲစိုင်ကဖွင့်လိုက်တဲ့ကြင်က တချင်းနဲ့ငါမိုးအတွက်တော့ကားပေါ်မှာနားထောင်ခဲ့တော့ကထက်ပိုပြီးဆွေးမြေ့နေခဲ့ပါတယ်။မိုးတော့ကထုံးစံအတိုင်းလက်ကဝက်ကတက်တူးစာသားလေးကိုပုတ်တက်ရင်တစ်ခုခုကိုအခိုင်မှတွေးနေပါတယ်။လေတစ်ချက်အဝေးမှာမိုးတော့ရဲ့ကိုသိန်းနဲ့ပါးပါးလေးကိုမိုးတယောက်ခံစားမိနေပါတယ်။မိုးတော့မင်းရဲ့ရေမိုးရလဲနော်။ငိုချင်တဲ့သူကိုလက်တို့နေတယ်လို့ပဲ။နောက်ဆိုစွတ်မလားနဲ့။ဟာ အဲ့ဒါအမဟုတ်ထားတဲ့အနှွေးတွေစီကလေဟုတ်တာပဲငါမင်းရဲ့ဟူတီဝတ်လာမိတာပဲကဲဒါနဲ့ဒီကိုနောက်တစ်ခါပြန်လာလို့ကျွန်တော်မရှိတော့ရင် အမကျွန်တော်ကိုလိုက်ရှာမှာလားဟွန်းဟွန်းမသေးကြောင်းငါတခုခုကိုစောင့်ဆိုင်းနေရမျိုးတွေပြီးတော့လိုက်ရှာနေရမှာမျိုးတွေနဲ့အသက်မရှင်ကျွန်တော်အိုသွေးတွေကအစွဲလန်းကြီးတတ်တာတော့အမမှတ်ထားပေါ့တခုခုဆိုစောင့်နေနေဗျာကိုကအရင်ထွက်ပြီးဝေစူးစား ီးတော့အမဘွားတယ်ဘတော်မှမဝင်ရောက်နိုင်တဲ့လူတွေလည်းများမှာပဲနော်မင်းမိုးနေရလားစကားတွေကလည်းအဆက်ဆက်မရှိငါပြန်မလာရင်တော့ရန်ကုန်မင်းလိုက်လာလို့ရသေးတာပဲမျောလင်းချက်ဆိုတာမျိုးကမရှိတော့ရင်လူပီတာပါမလားအမရဲ့တောက်ဆရာရှိရာတွေဆက်တောက်ရင်သူတို့စကားဝိုင်းလေးရက်ထန့်သွားပါတယ်မိုးကတော့တချင်းတန်တွေစီကိုအာယုံလဲမရောက်ရန်ကုန်ကမောင်နှုတ်အကြောင်းတွေစီကိုလည်းမတွေးမိတော့ပါ ကျွန်တော်တို့ပြန်မတွေ့ခဲ့ရင်ဘယ်လိုလုပ်မလဲရင်မှအရာရာကနေသားတကြရှိတော်မှာလားကာဝင်းလေးတဲ့ကညင်သက်တိတ်ဆိတ်နေမှုကိုမိုးတော့ဝမ်းနဲ့ဆွဆွနေတဲ့သူ့ရဲ့စကားတွေနဲ့ဖြိုခွင်းလိုက်ပါတယ်အဲ့ဒါကြောင့်မင်းကိုလိုက်မပို့ပါနဲ့လို့ငါပြောခဲ့တာဝန်ခံတဲ့မိုးတော့ငါလူတွေတယောက်နဲ့တယောက်နှုတ်ဆက်ခွဲခွာရခြင်းနေနဲ့တားမကြသေးဘူးမကြီးရွယ်ပါဘူးအမေနှုတ်ဆက်စကားပြောမေးသူမရှိတဲ့အရာဟာ မြဲတမ်းတော့ခြောက်ကန့်နေအောင်ပါပဲဘဝထဲမှာရင်းနှီးခဲ့ဘူးတဲ့ဆိုရဲစိတ်လေးနဲ့ကျွန်တော်ဖြေသားလို့ရပါတယ်ဗျာမင်းကတိတ်ကြပြဆန္ဒပဲကဲငါတော့ဒီမိုးတော့မိုးကားပေါ်ရောက်တဲ့အချိန်မိုးရဲ့ဘေးထိုင်ကုန်မှလူမရှိတော့မိုးတယောက်စိတ်သက်သာရာရသွားပါတယ်ကားလေးကတရွေ့ရွေ့စထွက်တော့မှန်လိုက်ကာစားတွေကိုတွန်းဖယ်ရင်းမိုးတော့ကို သူလှမ်းကြည့်လိုက်ပါတယ်လက်ပြနှုတ်ဆက်ရင်ကြံနေခဲ့တာကိုငေးပြီး ဝမ်းနဲ့စိတ်တွေနဲ့လှစ်ဟာလို့ပေါ့ကျမရဲ့အခက်ခဲဆုံးနေ့ရက်တွေမှာစိတ်အေးချမ်းမှုတွေပြီးခဲ့တဲ့မင်းနဲ့ဒီအောင်ပန်းမျိုးလေးကိုအမြဲတမ်းကျေးဇူးတင်နေမှာပါရန်ကုန်ကိုပြန်ရောက်တာနဲ့မိုးအလုတ်တန်းဝင်ရပါတယ်။သူ့အာယုံတွေထဲမောင်အောင်ကျောင်းတွေလည်းရောက်မလာခဲ့တော့ပါဘူး။ ဆေးရုံမှာလဲဂျူဒီအချိန်ပိုတွေဆင်းရင်သူ့ရဲ့မောင်နဲ့ဟိုအမျိုးသမီးဆင့်ဆက်သွားကြပြီဆိုတဲ့သတင်းတွေကိုလည်းအမှုမဲ့အမှတ်မဲ့ပဲထားလိုက်ပါတော့တယ်။ဒေါက်တာလူနာတယောက်ကနှလုံးရက်သွားလို့ transportation trolley နဲ့အပြေးတစ်ပိုင်းရောက်လာတော့မိုးခက်မမြန်ပဲပလင်းတွေကိုဖောက်ထုတ်ပြီးစီထိုးအနဲ့ဆုပ်ယူလိုက်ပါတယ်။လူနာကနှလုံးခုန်တဲ့လုံးဝမရှိတော့ဘူး။ ကောင်လေးကအောင်ပန်းနေပြီးတော့သူ့ချစ်သူရှိရဲ့ရန်ကုန်လာတွေ့တာတဲ့အပြက်မှာကားအက်ဆီဒန့်ဖြစ်ပြီးတော့မျက်နှာတစ်ခုလုံးဆုံးပြတ်သက်လို့ဘသူဘဘမှန်းတော့မမှတ်မိတော့ဘူးတနာပါတယ်သူ့စီမလည်းမိသားစုဆိုတာမရှိဘူးဟုတ်တယ်ဒီလိုရောက်ပြီးကြတဲ့သူ့ဦးလေးဆိုတဲ့လူကတစ်ခေါက်ပဲရောက်လာသေးရဲ့သုံးပတ်နီးပါးတော့သတိလစ်နေရလေအခုတော့ဝွင့်ကျွတ်သွားတာပေါ့ဟဲ့သူနာပြုတ်လေးတွေရဲ့တီတူစကားကြောင့်မိုးရုံခန်းထဲကိုပြေးဝင်ပြီးလူနာမှတ်တမ်းတွေကိုလှန်လောရှာကြည့်တဲ့အခါ ဖိုင်တွဲတစ်ခုနဲ့အတူညှက်ထားတဲ့ ID ကတ်လေးတစ်ခုကစမ်းမြင်ပေါ်ကိုပြုတ်ကျလာပါတယ်။ဟုတ်ပါတယ်။သူမချင်တဲ့အတိုင်းမှာပဲ။မိုးတောက်ပါ။တကယ်တော့မိုးအောင်ပန်းကိုသွားတဲ့အချိန်ဟာကိုဗစ်ပြီးကစားကာလမို့အဝေးပြေးကားတွေမှာနှခုံစာကိုတယောက်ပဲစီးဖို့ကန့်သက်ထားခဲ့တာပါ။ပြန်စရာအိမ်ရှိပေမဲ့ပြန်လို့မရတဲ့အခြေအနေတွေကျွန်တော်ကြုံနေရတယ်ဆိုရင်ရော အမယုံလား ဟာဟုတ်သားပဲငါ့ရဲ့ဖုန်းက airplane mode တင်ထားတာဘသူနဲ့မှဖုန်းမပြောင်းပြက်လို့တော့ငါမိသားစုဝင်တွေစိတ်ဖူနေကြတာဒါဆိုဘာကိုသွားတော့ရောရောငါ့ကို reception က site gallery စီစဉ်ပေးရမလားမေးခဲ့သေးတယ်ဒါဆိုမိုးတော့မိုးတော့ကတတိလင့်မေ့မျောနေတဲ့ရှောင်းလုံးမှာငါနဲ့အတူ သူ့ဝိညာဉ်ကရှောက်သွားနေကြရလားဟာဘာဘာဘာရဖြစ်ကုန်တာလဲ မိုးတယောက်ဖြစ်ပျက်ခဲ့သမျှတွေကိုပြန်စင်းစားရင်ခေါင်းတွေနောက်ကျလာပါတော့တယ်။လူနာရဲ့လက်ကောက်ဝက်ကဒူးအော်ဒိုင်းဆိုတဲ့တက်တူးကို မိုးငေးဆိုင်ကြည့်နေရင်းနဲ့မျက်ရည်တွေဝဲလာခဲ့ပါတယ်။ကောင်လေးဝစ်ထားတာကလည်းကားပေါ်မှာသူမချမ်းလို့ငှားဝက်ခဲ့တဲ့အညိုရောင်ဟူဒီ။အခုတော့ဘသူဘဲဝါဆိုတာအတိအကျမသိနိုင်တော့အောင်ပြေဖောင်းကားနေတဲ့ပယူးတွေတကောင်းလုံးပတ်တီအဖွေးသားနဲ့ဒီကောင်လေးဟာ သူမမိန်မောရင်ခုန်ခဲ့ရတဲ့မျက်ဝန်းတွေလည်းမဟုတ်တော့ပါဘူးဘူးတော့ရဲ့မင်းနဲ့ငါဘဝတွေခြားထားပြီးသားခီးဖို့ဖြစ်ပါလားဘာပဲဖြစ်ဖြစ်မင်းကငါဘဝရဲ့အခိုက်အတန့်လေးတစ်ခုမှာတော့ရှိုင်နေနေရဲ့ငါစိတ်တွေကို ပြန်ပြီးခိုင်မာလာအောင်လုပ်ပေးနိုင်ခဲ့တဲ့သူပဲမင်းရဲ့အသက်ကိုမကယ်လိုက်နိုင်တာကတော့ ။ငါ့ဘွားရဲ့အကြီးမားဆုံးသောအားနည်းချက်နဲ့နောင်နာတွေပါပဲမိုးတောက်ရဲ့။ငါတို့တွေဟာဤခိုင်မုံရဲ့စာအုပ်ထွေးရလို့ကိုမင်းနဲ့တကူးတကဝေးရဖို့အဝေးကြီးရလာခဲ့တယ်ဆိုရမျိုးအဲ့လိုမျိုးဖြစ်နေပါလားကွာ။ Radio drama brought to you by မိုင်းရေဒီယိုပရိသတ်တွေအခုနားဆင်ခဲ့ရတာကတော့ဆလန်းအီရှိတာစညုံမငိမ့်နဲ့လေယူစူးစမ်းရေးသားထားတဲ့အရှောင်မဲ့အလင်းတန်းများဆိုတဲ့ဇာတ်လမ်းလေးကို နားဆင်ခဲ့ရတာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုတော့မငိမ့်လက်မွန်မှတင်ဆက်ပေးပြီးတရုတ်ဆောင်တွေအဖြစ်ဆွဲဖြိုးစုမငိမ့်လေယူတီယိုနဲ့စေရူကနေပြီးတော့ပါဝင်ကူညီပေးခဲ့တာဖြစ်ပါတယ်။ အတန်ဖမ်းပေးတဲ့သူကတော့ Oreo Engineer စီလင်းသစ်ဖြစ်ပြီးတော့အတန်တီးဖြတ်ခြင်းကိုတာဝန်ယူပေးထားတာကတော့ Oreo Engineer ကိုပြည့်ပဲဖြစ်ပါတယ်။ရေဒီယိုဒရာမာ MI Radio ပြည်သက်များရဲ့ကလောင်စံကိုရေဒီယိုဒရာမာနဲ့အတူပုံဖော်လိုက်ပါ။